ATW Engineering Group ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ငလျင်ဆိုတာဘာလဲဆိုတာကိုလေ့လာကြရအောင် ကဘာမီကြီးရဲ့အပြင်ဘက်ဆုံးအလွှာဟာကြောက်သားပြားကြီးတွေနဲ့တိဆောက်ထားပါတယ်။ဒီကြောက်သားပြားတွေကို tectonic plates လို့ခေါ်ပါတယ်။ဒီကြောက်သားပြားတွေဟာကဘာအသွင်းပိုင်းကအပူဆွမ်းအင်ကြောင့်နစ်စင်ဖြည်းဖြည်းချင်းကျွေလျားနေကြပါတယ်။သူတို့ချင်းပွတ်တိုင်းမိတဲ့အခါဒါမှမဟုတ်တစ်ခုနဲ့တစ်ခုအားကင်းကင်းဖြည်းမိတဲ့အခါ fault lines လို့ခေါ်တဲ့သူတို့ထိဆက်တဲ့နေရာတွေမှာဆွမ်းအင်တွေစုပုံလာပါတယ်။အဲဒီဆွမ်းအင်တွေဟာရုတ်တရက်လက်ထွက်သွားတဲ့အခါမြေကြီးကိုတုန်ခါစေပြီးငလျင်လှုပ်တာပဲဖြစ်ပါတယ်။ တယ်။မြန်မာနိုင်ငံဟာကမ္ဘာမြေအောက်ကျောက်ချက်လွှာကြီး၄ခုရဲ့စုံရနေရာမှာတည်ရှိနေတဲ့အတွက်ငလင်အန်ဒီယံမြင့်မာတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။အဲ့ဒီကျောက်ချက်လွှာတွေကတော့အိန္ဒိယကျောက်ချက်လွှာ၊ယူရေးရှားကျောက်ချက်လွှာ၊ဆွန်းနာကျောက်ချက်လွှာ၊နိဗ္ဗာန်ကျောက်ချက်လွှာတို့ဖြစ်ပါတယ်။ ဒီလိုငလျင်လှုပ်တဲ့အခါဘာတွေဖြစ်လာနိုင်လဲအဓိကအကြဆုံးကတော့ ground motion မြေပြင်လှုပ်ခတ်ခြင်းပါတယ်ဒီလှုပ်ခတ်မှုဟာအာပြင်ထိုင်ရင်အဆောက်အဦတွေကိုပြိုကျစေနိုင်ပါတယ်အဆောက်အဦတွေပြိုကျတဲ့အခါလူတွေပိတ်မိပြီးလူအသေးအပြောက်များလည်းဖြစ်နိုင်ပါတယ်ဒါအပြင်လမ်းတွေပျက်စီးတာတံတားတွေပြိုကျတာမီးလောင်တာစတဲ့နောက်ဆက်တွေဆိုးကျူးတွေလည်းဖြစ်ပေါ်နိုင်ပါတယ်အိုးအိမ်တွေပျက်စီးပြီးပျက်စီးဆုံးရှုံးမှုတွေလည်းညှားစွာဖြစ်တတ်ပါတယ်ဒါဆိုဒီလိုအန္တရာယ်များတဲ့ငလျင်ဘေးကနေကျွန် နော်တို့ဘလို့ကောက်ွယ်နိုင်မလဲအဓိကအရေးကြီးဆုံးအချက်တစ်ခုကတော့ငလျင်တန်းခံနိုင်တဲ့အဆောက်အဦတွေကိုတိစောက်ဖို့ပါပဲငလျင်တန်းခံဒီဇိုင်းဟာအဓိကအားဖြင့်လူတွေရဲ့အသက်ဘေးကင်းရေးအတွက်အရေးကြီးဆုံးဖြစ်ပါတယ်ဒါအပြင်အဆောက်အဦမပြိုလဲရင်ဖြစ်စည်းဥစ္စာတွေဆုံးရှုံးမှုကိုလည်း short ထနိုင်မှာဖြစ်ပါတယ်ဒါကြောင့်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ ATW Engineering Group ဟာငလျင်တန်းခံအဆောက်အဦတွေကိုဘလို့ဒီဇိုင်းဆွဲတင်လဲဘလို့တိစောက်တင်လဲဆိုရဲ့အခြေခံအသိပညာတွေကိုအပိုင်းတစ်ခုချင်းစီမှာအသေးစိတ် ရှင်းပြသွားမှာဖြစ်ပါတယ်။မေးစရာရှိရင် comment မှာမေးမြန်းနိုင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။